လူငယ်အားလုံးကကြိုးစားချင်စိတ်ရှိကြတယ်ဒီစင်ဖြစ်တယ်ဒါနဲ့ရွဲလာတယ်ရှိခါလေးပညာရေးနေတော့ကျွန်တော်ပြန်နေပဲကိုမာလေးကသူတို့ကိုចောင်းឆောက်တာလေးဒီ career နဲ့ပတ်သက်တာလေးလုပ်ခဲ့နိုင်ငံကစုံတီထွင်မှုသတင်းပတ်ဖြစ်မြန်မာနိုင်ငံပါဝင်ကမ္ဘာတဝန်းမှာစုံတီထွင်လူငယ်တွေရဲ့ suniware ပြုလုပ်နေတာဖြစ်ပြီးဒီ suniware မှာတော့ပညာရေးကဏ္ဍမှာစုံတီထွင်သူတွေကိုယ်ပိုင်ចောင်းတီထောင်သူတွေတက်ရောက်ဆွေးနွေးကြတာဖြစ်ပါတယ် မြန်မာပြည်ရဲ့စီးပွားရေးတကားပွင့်လာတာနဲ့အမျှနိုင်ငံတကာယင်းနှိမ့်မြုပ်နှံမှုတွေလည်းဝင်လာပြီးဖြစ်လို့လူငယ်တွေအနေနဲ့ဘွတ်လက်မဲ့ဆိုတဲ့အရာထက်လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံတွေအသိပညာတွေပိုပြီးကြွယ်ဝနေဖို့လိုအပ်လာပါပြီ။ ဒီ relevant ကိုပဲအယုံမဆိုင်ပဲနဲ့ငါတို့မှာရှိတဲ့ skill knowledge ဒီ value တွေကိုငါတို့တကယ်ကိုဘယ်လိုတက်မြအောင်ရယူရမလဲဆိုရဲဒီစိတ်ကိုမွေးပြီးတော့မရရင်ရမယ်နီးပေါ့ resource တွေကိုရှာမယ်ပြီးလို့ရှိရင်ကိုယ်တငယ်ချင်းတွေမှာရှိတဲ့ဒီ peer learning ပေါ့နော်ကိုယ်တငယ်ချင်းတွေမှာနှိနှောဖလှယ်စားမယ်ရှာကြမယ်ဒီဒီ challenges တွေကဘာတွေလဲအဲ့ဒီပုံမှာငါတို့ဘယ်လိုမျိုး resolute ပေါ့နော် solution ကိုဘယ်လိုကောက်ချက်ချနိုင်မလဲအဲအဲ့အရာတွေကိုတတ်တတ်မှတ်မှတ်နဲ့စဉ်ဆက်မပြတ်ပေါ့နော် consistency ရှိ ရှိနဲ့ပြီးတော့ commitment ရှိရှိနဲ့တို့လေ့လာသိယူမယ်ဆိုလို့ရှိရင်တို့ကဒီ certificate well met ကိုရယူယူဒီမဟုတ်ပဲねတကယ်အတန်းပညာတစ်ခုကိုတက်မြောက်သင်ယူနိုင်နေမလို့ချက်ယူကြည့်ပါတယ်ဆွေနီဝဲမှာမြန်မာ human resource institute တည်ထောင်သူဦးရေကျော် crown education တည်ထောင်သူဦးအောင်ကျော်စန်းနဲ့ smile education ကဒေါ်မေပလဲတွေတို့ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပြီးတက်ရောက်သူတွေနဲ့လည်းအပြန်အလှန်မေးမြန်းမှုတွေပါဝင်ခဲ့ပါတယ်ဒီပွဲကိုစီစဉ်တဲ့ product ဖွဲ့ဟာ လူငယ်တွေရဲ့အရေးသွေးတွေတိုးတက်ဖို့ရည်ရွယ်ပြီး2015စက်တင်ဘာလကမှစတင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဓိကတော့ကျွန်တော်တို့ဘယ်လိုဖွင့်ပြတာလဲဆိုတော့ဒီအာကျွန်တော်တို့ကလည်းနိုင်ငံခြားနေပြင်ရသိပြင်လာတဲ့ခါမှာဒီမှာလူငယ်တွေမှာဒီ professional ဘိုင်းဆိုင်ရာ skills တွေနည်းနည်းလိုအပ်နေရလေးလဲတွေ့တော့ကျွန်တော်တို့အနေနဲ့ဒီဒီ professional development training နဲ့ seminar တွေ workshop တွေလုပ်ပေးခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီအဓိကအလုံးလုံးနေလူငယ်တွေကျွန်တော်တို့ပြန်စုပြီးတော့ဒီလူငယ်တွေပြန်လည်မျှဝေပေးခြင်းနဲ့ရည်ရွယ်ချက်နဲ့စပြီးတော့ဖွဲ့ပြတာဖြစ်ပါတယ်ခင်ဗျ။ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီးအဓိကလာရောက်ဆွေးနွေးပေးခဲ့တဲ့ဥအောင်ကျော်ဆန်းကလည်းမြန်မာလူငယ်တွေအနေနဲ့ကိုတကယ်စိတ်ဝင်စားပြီးတော့ကိုနဲ့တင့်တော်တဲ့လမ်းကြောင်းမျိုးတွေကိုရွေးချယ်ကြဖို့တိုက်တွန်းခဲ့ပါတယ်။ training တွေတခုခုမလုပ်ခင်သူတို့ရဲ့ skills တွေ upgrade မလုပ်ခင် self awareness လို့ခေါ်ရဲကိုဘာဖြစ်ချင်တာလဲကိုဘာလုပ်နိုင်တာလဲကိုဘယ်နေရာမှာတော်လဲဆိုတာလေးတိဖို့လိုတယ်အဲ့ဒါလေးသိပြီးတော့မှနောက်ကခုန skill training တွေကျွန်တော်တို့ကအားပေးတယ်ပေါ့နော်အဲ့တော့ဒီနေ့အပိုင်းမှာလဲအဲ့ self awareness နဲ့ပတ်သက်တာလေးတွေကျွန်တော်တို့နည်းနည်းလေးထက်သွင်းဆွေးနွေးပြင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါ